မင်္ဂလာပါဗျာနိုလီကတော့သူ့ရဲ့စပယ်ကိုအသုံးပြုနိုင်သွားပြီမလို့လက်ဘူးနဲ့ရေအောင်ဖျားချောင်းစီကိုစတင်ထွက်ခွာဖို့လုပ်ခဲ့တယ်သူတို့တွေမော်ဆာကြီးမားရဲ့နေရာကိုရောက်ရှိလာကအားလုံးကတော့လန့်နေကြတယ်တနေရာမှာတော့စွမ်းအကြီးတဲ့ရေဝဲတွေရှိနေကြပြီးနိုလီကဖြတ်သွားလို့မဖြစ်နိုင်တဲ့ကြောင့်အက်စတာကဖြတ်စည်းပေးရမှာဖြစ်တယ်အက်စတာကရေမကူတတ်လို့ကြောက်နေပေမဲ့ရမီကတော့လှမ်းပစ်လိုက်ပြီးဓာတ်နဲ့အတားစီတွေကိုဖြတ်စည်းစေကာအလွယ်တကူပဲအထက်ကိုဝင်လာနိုင်ခဲ့ကြတယ် အထက်မှာလည်းထူးခြားတဲ့ပုံစံနဲ့အိမ်တွေရှိနေခဲ့ပြီးသူအများပြားကလည်းလာရကြိုဆိုခဲ့ကြတယ်။သူတို့လည်းခေါင်းဆောင်ဖြစ်သူနဲ့တွေ့ဆုံမှုပြောပြီးဂူတူဂူတဲကိုဝင်သွားခဲ့ကြတယ်။ခေါင်းဆောင်ဖြစ်သူကပေါ်တော်တော်နဲ့ဘိုးတော်တယောက်ဖြစ်နေခဲ့တယ်။သူကမှောက်ကြောက်တော့ကိုလာယူလာပါကြိုသိနေပြီးကိုချင်းတော့ဂိတ်တစ်ခုကိုဆွဲရမှာဖြစ်ပါတယ်။ ရမီကလည်းလက်ခံလာပြီးကစားပွဲရဲ့ပုံစံကတော့လက်ဘူးရဲ့အဖွဲနဲ့ရေအောင်ဖျားเจ้าရဲ့အဖွဲကတိုက်ခိုက်ရမှာဖြစ်ပြီးပြောက်ကိုတနေရာစီပို့ထားကစီးမင်းတွေကတော့တိုက်ခိုက်လို့ရတယ်ထွက်ပြေးလို့ရတယ်လူငယ်ချင်းနဲ့ပူးပေါင်းမိချလို့ရတယ်လူအများဆုံးကျန်တဲ့အဖွဲကနိုင်မှာဖြစ်ပါတယ်ရမီနဲ့အဖိုးကြီးကတော့စာရင်တောင်ရင်ပွဲကြည့်နေမှာဖြစ်တယ်အစတာကရေပွဲမျက်နှာဖုံးနဲ့ကောင်းနဲ့တွေ့နေပြီးကျန်တဲ့လူတွေလည်းအတီးတီးတွေ့နေကြတယ်အဖိုးကြီးကသူ့လူတွေကဒုတိယစစ်မော်ဆရာရဲ့နီးနီးတာမာလားမလို့အေးစေးနိုင်ရလို့ပြောနေတော့အစတာလက်မက်ဂနာနဲ့ကိုချက်တို့ကအနိုင်ယူလိုက်တဲ့အကြောင်းချက်ချင်း9ရောက်9ရောက်အနေထားကနေ9ရောက်9ရောက်အနေထားကိုရောက်သွားခဲ့တယ်။ဖန်ဒရယ်ကတော့အပြည့်တစ်လိုင်းလုံးနေပြီ ချမ်းမီကလည်းအစားတိုင်းလုံနေခဲ့တယ်။သူနဲ့ရင်ဆိုင်ရမယ့်တယောက်ရောက်လာချိန်မှာတော့အတမ်းမော့အုံပြုတ်သူဖြစ်နေတာကြောင့်ဘာမှလုပ်စရာမလိုပဲအိပ်ပျော်သွားခဲ့တယ်။မူချီယောမက်ဒါနယ်လက်တိုကတော့ပိုကျန်တဲ့လူနဲ့တွေ့နေကြပြီးအပြိုင်ဆိုင်ကိုလှုပ်ချနေကြတယ်။အစတာကတော့သူ့လိုဓာတ်ကင်လူပြောင်းနေတွေ့ဆုံနေပြီးသူ့ကိုလည်းတိနေခဲ့တယ်။သူ့နဲ့မကကီတိုဆိုပြီးစတဲ့မိတ်ဆက်ကသူ့ရဲ့အိမ်မကမြေပေါ်မှာအောင်မြင်တဲ့အကာသမားတယောက်ဖြစ်နေတာဖြစ်ပြီးဥမော်တနိုင်မှုကိုအစတာတို့ကိုအနိုင်ချမယ်ဆိုကစတင်တိုက်ခိုက်လိုက်တယ်။အစတာကလည်းသူ့ရဲ့အိမ်မကမှော်ပြင်ဖြစ်နေတာမလို့မင်းကိုနိုင်အောင်ချပြီးကြော်ဖြတ်မယ်ဆိုကစတီးရတော့တယ်။ နိုလီကလည်းအတမ်းမောအသုံးပြုသူတွေနဲ့တွေ့နေရပြီးရန်သူကနိုလီကိုတိနေကနိုလီရဲ့မော်ကိုထိချုပ်နိုင်သွားတာကိုလည်းချီးကျူးနေခဲ့ပြီးခါအိုနိုဖြစ်နေခဲ့တယ်။တငယ်ချင်းနှစ်ယောက်ပြန်တွေ့နေကြပြီးတငယ်ချင်းပင်မဲ့အထာမထားပဲပြီးနေကြတယ်။အက်စတာဘက်မှာတော့ခိုင်တိုကသူ့ထက်ပိုပြီးဓာရီကျွမ်းနေတာကြောင့်အခက်တွေ့နေခဲ့တယ်။အက်စတာကအက်စတာဘက်မလို့အနိုင်ယူလိုက်နိုင်တယ်။ဗန်နက်ဆာလည်းအနိုင်ရလိုက်တယ်။အမီကတော့မော်ကျော်တုံးကိုအိုင်ယိုမင်းနဲ့ဆန်အဖွဲ့ကလည်းလိုက်နေတာဖြစ်ကြောင်းကိုပြောပြနေခဲ့တယ်။ခိုးကြီးကလည်းခနာဆောက်ပေါင်းဆိုကသူတို့ရဲ့အကြမ်းဆုံးမော်ဆရာရဲ့ပွဲကိုကြည့်နေခဲ့တယ်။ ဲ့ချိန်မှာမော်ဆာတကူကရုတ်တရက်ရောက်လာခဲ့ပြီးအိုင်ယိုမက်နိုက်ဆန်အပွင့်နဲ့တတ်အိုင်ယိုဖီတိုလို့ပဲဖြစ်ကြတယ်။ရေအောင်ဖျားကြောင်းရတော်သုံးမော်ဆာကိုလည်းတစ်ချက်တည်းနဲ့အဆုံးသတ်ပေးလိုက်တယ်။မက်နောင်းနဲ့လက်တို့ကိုလည်းကိုပွားပြီးတီးပစ်လိုက်ရာ၃ဆလုံးကချက်ချင်းဆိုသူလို့အောက်ကုန်ကြတယ်။ကပင်ယမ်မီလေလိုက်သွားဖို့လုပ်နေပေမဲ့အပြင်ကနေသူတို့ကိုမှောင်နဲ့ချုပ်ထားပေးမလို့အပြင်ကိုထွက်လို့မရဘူးဖြစ်နေခဲ့တယ်။ယမ်မီကတော့သူ့လူတွေကိုဆက်သွဲပြီး Iron Man Knight ဆန်အဖွဲ့ကရောက်နေတာမလို့ ူတပည့်တွေကိုရှိသမျှအစွမ်းစားအကုန်သုံးပြီးချဖို့မှာနေကအနိုင်မရရင်အတိတ်တက်မယ်ဆိုပြီးမိုတီဗီပေးနေခဲ့တယ်။အဖိုးကြီးကလည်းသူ့အဖွဲ့ကိုအနိုင်ရရင်ဖြစ်ချင်တာတွေအကုန်လုပ်ပေးမယ်ဆိုတာမလုံးပြလိုက်တယ်။ကလေးတွေအလုံးအတူတူပူးပေါင်းပြီးချဖို့ဖြစ်လာခဲ့ကြတယ်။မက်ကနားနဲ့လက်တူကတော့ပြန်ထလာပြီးပူချမ်းတဲ့ပုံစံကိုပြောင်းလဲလာကြတယ်။သူတို့နှစ်ယောက်ရဲ့လုံနိုင်စွမ်းကဗီဒိုအတွက်တော့သွေးပူယုံတာရှိခဲ့တယ်။ညောစလုံးနောက်တစ်ခါထပ်ပြီးမှောက်သွားခဲ့ကြတယ်။ဒါပေမဲ့ဘလက်ဘူးကခတ်တုံးတော့ကောင်းနေဆိုတော့နိုင်လာမနိုင်လာကိုနားမလဲပဲပြန်ပြီးတော့ထွက်ချနေခဲ့တယ်။ ဒါကတော့ Blackwood ကို Aster ရောက်လာခြင်းရဲ့ပြောင်းလဲလာကြတာဖြစ်တယ်။သူ့ရဲ့ကြိုးစားခြင်းနဲ့စိတ်ကအားလုံးကိုကူးဆက်ခဲ့တာဖြစ်တယ်။ McGrath နဲ့ Ladd တို့ကသူတို့ရဲ့မီးမော်နဲ့လျှက်စီးမော်ကိုပေါင်းပြီးအပြင်းနဲ့မော်တစ်ခုကိုဖန်ပြီးကအနီးကတိုက်ခိုက်လိုက်ကြတယ်။ Bitu ကသူ့ရဲ့မော်နဲ့ကာဝယ်ထားလိုက်တာကြောင့်ဘာမှမဖြစ်သွားပေမဲ့ McGrath နဲ့ Ladd တို့ကတော့အားရင်ကုန်ကမှောက်သွားခဲ့ကြတယ်။သူတို့ကိုတတ်ခံနေမှာတော့ Aster ကဝင်ကာပြလိုက်နိုင်တယ်။ Aster ရဲ့ Diary ကဗီဒီယိုကိုထိခိုက်စေနိုင်ပြီးထိတိမိမိလာလုံနိုင်ရင်အနိုင်ရနိုင်ခြင်းများပါတယ်။ အစတန်နဲ့ကိုက်ဒူတို့နှစ်ယောက်ပေါင်းတိုက်ပေမဲ့ဟော့ဆာကရန်ကွာနေကြအောင်ထိရောက်မှုမရှိခဲ့ဘူးအခြားသူတွေလည်းအိုင်ယောမနက်ဆန်အဖွဲ့ကလူတွေနဲ့တိုက်ခိုက်နေကြတယ်ဂိုချက်ကတော့တန်ညိုမသုံးတဲ့သူနဲ့တွေ့နေပြီးသူ့ရဲ့မန်တွေကိုအလွယ်တကူခွဲပစ်နိုင်တာကြောင့်အခက်တွေ့ကတိုင်ပတ်နေခဲ့တယ်နောက်တော့ဂရင်းနဲ့ပေါင်းပြီးအကွက်ဆန်လေးဖန်ပြီးလိုက်ကအနိုင်ယူလိုက်နိုင်တယ်ချမ်းမီကအိတ်နေတာကိုနှိုးဖို့သွားနေစဉ်ထောင်ချောင်းမီကနှစ်ယောက်စလုံးအခက်ခံလိုက်ရပြီ။ပေါ်စားအားတွေကိုပါစုပ်ယူခံနေရတယ်။ဂရီးရဲ့နောက်ဆုံးလက်ကျန်ဆွမ်းအားနဲ့ချမ်းမီရဲ့စားလို့စိတ်ကိုနှိုးဆော်ပြီးရန်သူကိုအနိုင်ယူလိုက်နိုင်တယ်။ မော်စွမ်းနေကုံသွားတဲ့ဂရိကပုံမပြောင်းနိုင်လို့ပဲမူလပုံစံပြန်ပေါ်လာကချောမောလှပတဲ့မိတ်ကလေးတူဖြစ်နေခဲ့တယ်။အစတရုနှစ်ယောက်လည်းမနိုင်နိုင်ပဲနှစ်ယောက်လုံးအတီးခံလိုက်ရတယ်။အစတာကတော့မိစ္ဆာတက်တာတွေသာမရှိရင်မင်းကဘာကောင်းမှမဟုတ်ဘူးဆိုတာလက်တစ်ဖက်ကိုချိုးပစ်လိုက်တယ်။ခါဟူနိုရဲ့အတန်လိုင်းနဲ့ကတင်လိုက်နိုင်တာကြောင့်တစ်ခါလဲချောမသွားတာဖြစ်တယ်။အဲတော့ဂျန်နဲ့လက်တစ်ဖက်နဲ့ထားချနေလို့ထပ်တီးကြခံလိုက်ရပြီးထပ်ပြီးကာကွယ်ပေးလိုက်ရတယ်။ ။ဟာဟိုနိုကတော့ဂျန်နယ်လူအကုန်လုံးကိုကူတာနိုင်ပေမဲ့သူသချင်းစုံနေတာကိုဗီဒီယိုကမနှောက်ရှက်အောင်လုပ်ထားနိုင်မှရမှာဖြစ်တယ်။ပေါက်နေတဲ့လူတွေကြားရဲသူ့အကိုကိုတွေ့တဲ့ကြောင့်နှမ်းနှုတ်လိုက်တယ်။နိုလီလက်အိုက်ကြမှာခါဟိုနိုမှာအကူရှိမှန်သိလိုက်ရတယ်။မောင်မနဲ့ယောက်ပေါင်းကအတမ်းမုံနဲ့အကမော်ဘူးကူးကောင်းတိုက်ခိုက်ဖို့လုပ်ခဲ့တယ်။စီကောစလက်ဆိုတဲ့အာပြင်းနဲ့စပက်ကူဖြစ်လာခဲ့ပြီးအသုံးပြုသူကိုလည်းဆွဲအားတွေပို့လို့စေခဲ့တယ်။သူတို့ရဲ့တိုက်ခိုက်မှုတွေကိုဗီဒီယိုပေါ်ထိရောက်မှုတွေတော့ရှိလာခဲ့ကြတယ်။ဗီဒီယိုလေခုခံနေရင်းနဲ့ရန်သူရဲ့အားနည်းချက်ကိုလိုက်ကြည့်နေက တချင်းဆိုတဲ့နဲ့အကောက်ကိုပေါင်းဆက်ထားမှန်တတိထားမိလာခဲ့တယ်။အချိန်မှာကိုင်တိုရဲ့ခုတ်ချက်ကိုရှောင်ပြီးတော့တမ်းမြတ်တိုက်စစ်စင်ကကိုင်တိုရဲ့ခြေတစ်ဖက်ကိုဖျက်ပစ်ပြီးတီးထွက်လိုက်တယ်။ခေါင်းတို့ရဲ့လက်ပင်းကအတန်ကျိုးကိုလည်းဖျက်ပစ်လိုက်တယ်။ညစလုံးတချင်းလည်းမစုံနိုင်တော့သလိုအကလည်းမကနိုင်တော့ဘူးဖြစ်တယ်။ခေါင်းတို့ကိုအဆုံးသတ်ပေးမဲ့အချိန်မှာတော့နူလီကလှမ်းတားလိုက်ပြီးသူလည်းတငယ်ချင်းတွေခံစားနေရတာကိုမကြည့်ရတဲ့စိတ်နဲ့ပဲပူချမ်းတဲ့ပုံစံကိုပြောင်းသွားကပြင်းထန်တဲ့မော်ဆွမ်းအားတွေပေါ်ထွက်လာခဲ့တယ်။ ကာဝနိုကိုလွတ်ပေးဖို့လှမ်းပြောလိုက်ပြီးသူလည်းတစ်ခါမှမတုံးဘူးသေးတဲ့ Sea Dragon Roar ဆိုတဲ့အပြင်းနဲ့တက်ခိုက်ရေးစပယ်ကိုအသုံးပြုလိုက်တယ်ဗီဒီယိုလည်းအကောင်းဆုံးကာကွယ်လိုက်ပြီးမယ်နောက်ဆုံးမှမကာကွယ်နိုင်တော့ပဲအတီးခံလိုက်ရကသူ့ရဲ့လက်တစ်ဖက်လည်းဆုံးရှုံးလိုက်ရတယ်ဗီဒီယိုလည်းအရန်ခံလိုက်ရပြီးသူတို့ရဲ့အတိတ်တွေကိုတတိယပြူကြည့်ကွဲကတတိယမျက်လုံးနဲ့စတင်ပွင့်လာခဲ့တယ်ဒီလိုမျက်လုံးမျိုးကိုကလေးတွေမပြောနဲ့ရမ်းမိနဲ့အခိုးကြီးတို့လိုကြီးပိုင်းနေတောင်မှမမြင်ဘူးကြောက်ဖြစ်တယ်။တတိယမျက်လုံးနဲ့အတူမော်ဆန်အာရီကလည်းအဆမပြေတိုးပွားလာခဲ့ကြတယ်။ ပြတ်သွားတဲ့လက်ကိုလည်းပြန်လဲကူးသားလိုက်ပြီးအစ်စ်ပြန်ထွက်လာခဲ့တယ်ပြီးတော့ဘုံဘုံပြင်းထန်တဲ့မော်ဆွဲအားတွေနဲ့အတူနိုလီကိုပစ်ထက်လိုက်တယ်သူလည်းကြောင်ကြည့်နေပြီးဘာမှမကောက်ဝဲနိုင်ပဲအတိခံလိုက်ရတယ်အားလုံးကတော့နိုလီဒေသပြီလို့တွေးလိုက်ကြတယ်မိခိုးတွေပြောက်သွားချိန်မှာတော့နိုလီကဘာမှဖြစ်မနေပဲအစတာကသူ့ရဲ့ကြံနေတဲ့လက်တစ်ဖက်နဲ့ပဲဝင်ရောက်ကတ်တင်ပေးလိုက်တာဖြစ်တယ်အစတာကတော့သူမတည်မချင်းအရှုံးမပေးဘူးဆိုတာစိန်ခေါ်လိုက်တယ်ဗီတိုကတော့အမှန်တကယ်စိတ်ပျက်ခြင်းတွေကိုပေးမယ်ဆိုပြီးအိုကျန်တဲ့တက်ခတ်မှုတွေကိုပြင်ဆင်လိုက်တယ်။ကပိန်ရမ်းမီကလည်းအချိန်တွေကပူဆိုးတော့မှဖြစ်တာကြောင့်လိုက်သွားဖို့လုပ်ပေမဲ့အပြင်ကိုထွက်လို့မရဘူးဖြစ်နေတယ်။ ဗန်နက်ဆာကလည်းအတန်အမော်ကိုအသုံးပြုသူနဲ့ရင်ဆိုင်နေရပြီးအခက်အခဲတွေတွေ့နေခဲ့တယ်။အတန်တို့ရဲ့တုံ့ခါမှုကသူမကိုထိခိုက်မှုတွေဖြစ်စေခဲ့တယ်။ဒါရီကရန်သူကိုအနာကပ်လာအောင်တမိန်လုံနေတာဖြစ်ပြီးအနာရောက်လာတဲ့အခါမှာသူမရဲ့မော်ကျိုးမြင့်နေတဲ့လှုပ်မရအောင်လောက်ကတီးပေးလိုက်တယ်။မော်ဆာအားတွေကိုပြန်လဲဆုပ်ယူပြီးအစတာရုနောက်ကိုလိုက်သွားခဲ့တယ်။အစတာကဒဏ်ရာတွေအများကြီးရနေတာကိုရုတ်တရက်ပြန်ကောင်းလာတာကတော့နိုလီနဲ့ဗီတိုတိုက်ခိုက်နေချိန်မှာပဲခါဟိုနိုကလက်ကျန်ဆွမ်းအားလေးနဲ့ကုသပေးလိုက်တာဖြစ်တယ်။နိုလီရဲ့အကြမ်းသားမော်ဆာအားကိုလည်းချီးကျူးလိုက်ပြီးသူ့ကြောင့်သာပြန်ပြီးတော့ထလာနိုင်တာဆိုတာအားပေးလိုက်တယ်။ ဖန်နယ်ကတော့နောက်ကနေ6ကြီးနေုံသာတက်နိုင်ပြီးသူကတိုက်ခိုက်ရမော်ကိုလုံးဝအသုံးမပြုတတ်တဲ့သူဖြစ်တယ်။သူလည်းဘာမှမလုပ်တတ်တာကြောင့်ထပ်ပြုတ်ဖို့ပဲရွေးချယ်ခဲ့တယ်။အစတားရဲ့အရှုံးမပေးတဲ့စိတ်ကအရင်ပြစ်ထန်နေတာကြောင့်ဗီတိုကမှောက်နေတဲ့လူတွေကိုအရင်အဆုံးတတ်ပြီးစိတ်ပြောင်းလို့ကိုကြိုးစားလိုက်တယ်။ဗန်နက်ဆာကအချိန်မီကက်တင်လိုက်နိုင်ပြီးဗီတိုကိုပါသူ့ရဲ့မော်ချင်မင်းနဲ့တုတ်လိုက်တယ်။အစတားရဲ့အရှုံးမပေးဘူးဆိုတဲ့စိတ်တရားသူဒီကိုရောက်လာတာဖြစ်ပြီးလေဘူးကလူတွေကဘာကြောင့်အစတားကိုအရင်သဘောကျကြတာလဲဆိုတာကိုပါသဘောပေါက်သွားခဲ့တယ်။ယမ်မီကလည်းအစတားရဲ့အရှုံးမပေးတဲ့စိတ်တက်ကြောင့်နိုလီ ဂိုချက်မက်ဂနာနဲ့လက်စ်တို့ရောနောက်ဆုံးသူ့ဘာအပါဝင်ပူကျူးစားပြစ်ပြီးတိုးတက်လာကြတာဖြစ်တယ်လို့ပြောလိုက်တယ်။ဗီတိုကတော့ဂျိုးတွေကိုဖျက်ပြီးအပြင်းနဲ့မော်နဲ့ချက်ချင်းတိုက်ခိုက်လိုက်တယ်။အားလုံးကယုတ်တရက်မှုဘာမှမလုပ်နိုင်ဖြစ်နေစမှာအပြောင်းရွှေ့မော်နဲ့လမ်းကြောင်းပြောင်းလိုက်ပြီးအမြန်ကနေလိုက်နိုင်လို့သာတက်တာတော့တာဖြစ်တယ်။ဖန်နရယ်လည်းပြေးဖို့ဆုံးဖြတ်ထားပေမဲ့အစားကြောင့်သူလည်းမထွက်ပြေးတော့ပဲပါဝင်လာတာဖြစ်တယ်။သူတို့ကတယောက်ချင်းစုံမနိုင်မှုတည်ကြတာမလို့၃ယောက်ပေါင်းပြီးတိုက်ခိုက်ဖို့ရွေးချယ်လိုက်ကြတယ်။ ဗီတိုရဲ့တိုက်ခိုက်မှုတွေကိုဖန်နရဲရဲ့အကြောင်းရှိမော်နဲ့သူ့စီကိုပြန်ပို့လိုက်ပြီးအက်စတာကတော့အနီးကတိုက်ခိုက်မှုတွေကိုလုပ်ပါတယ်သူတို့ထိခိုက်နိုင်တဲ့အနေအထားတွေမှာဆိုရင်အကြောင်းရှိမော်နဲ့တမျိုးမော့ချင်းမြင့်နဲ့တမျိုးရှောင်းတင်းလိုက်နိုင်ကြတယ်ဒီကွက်ကိုအသုံးပြုရင်လည်းသူတို့တွေဗီတိုကိုထိထိမိမိတစ်ချက်ကျွေးလိုက်နိုင်တယ်အလင်းမြန်မဲ့ပြတ်ထွက်လာနိုင်တယ်သူတို့ရဲ့ viewer တိုက်စစ်ခံတဲ့မျှတနေကြတယ်အနီမက်ဂျစ်ဆွဲရဲ့အစွမ်းကြောင့်ဒိုင်ယာရီကိုတောင်ပြန်ပို့သလိုမရတော့ဘဲဥဒမော်ပါပျက်စီးသွားပြီဖြစ်တယ်ဗီတိုကိုရိုင်တောင်သူတို့အားလုံးရဲ့ကြိုးစားမှုတွေကသူတို့ရှုံးသွားနိုင်တယ်ဆိုပြီးအတွေးတွေဝင်လာခဲ့တယ် သူလည်းပို့ပြီးအပြည့်မြင့်နဲ့ချပေမဲ့အစတာရီရဲ့တိုက်ခိုက်မှုတွေချာမှထိခိုက်လာခဲ့တယ်။ဒါပေမဲ့တင်းခဲ့တဲ့တန်ယာရီတာဖြစ်ပြီးပို့ထိရောက်ဖို့ဆိုရင်ပို့ပြီးအနီးကပ်ချနိုင်ဖို့လိုအပ်နေတာဖြစ်တယ်။သူတို့ကပုံစံတစ်ခုနဲ့တိုက်ခိုက်နေတာဖြစ်ပြီးဗီဒီယိုကလည်းသူတို့ရဲ့လှုပ်ရှားမှုတွေကိုကြားနိုင်တဲ့မြတ်လိုက်ပြီးမှတ်သားနေခဲ့တယ်။ကျမတို့အစတာရဲ့လှုပ်ရှားမှုကိုခံမနိုင်ပြီးတီးပေးလိုက်တယ်။ဗနက်ဆာရဲ့ကောင်းမှုကြောင့်သာတင်မသွားခဲ့တာဖြစ်တယ်။သူတို့လည်းပုံစံပြောင်းချဖို့လိုလိုက်ကြပြီးပို့ပြီးမြန်မြန်လေးတိုက်ခိုက်လာကြတယ်။ဗီဒီယိုဘက်ကလည်းညံနှုတ်ကိုမြင့်တင်လိုက်ပြီးတကယ်ကြီးကောင်းတဲ့ပွဲတစ်ခုကိုဖော်ဆောင်နေကြတယ်။ ဖန်ရယ်နဲ့ဘန်နက်ဆာတို့ကလည်းမော်ဆွဲရည်နဲ့လာကြချိန်မှာတော့ဂိုးချက်တို့ရောက်လာခဲ့ကြတယ်။ Grey Assist ကိုမြင်ပြီးအားလုံးကအံ့ဩနေကြတယ်။အခုတော့၃ယောက်တယောက်ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ Blue Buzzard Vet တို့ပုံစံမျိုးဖြစ်သွားကပုံပြီးမြိုင်ဆိုင်လာခဲ့တယ်။ဂိုးချက်ရဲ့ Mirror Magic ကနေရာတော်ကနေတီးနေပြီးတော့ချမ်းမီကသူ့ရဲ့တိုးနဲ့မီကိုတွေထအောင်လုပ်ပြီးမြင်ဝင်းကိုရှုတ်လိုက်က Grey ရဲ့အသူများမော်နဲ့တူ Esther ရဲ့အများကြီးဖန်တီးကဝိုင်းပြီးတီးနေကြတယ်။ Esther အစ်စ်ကဓာတ်နဲ့တီတီမိမိထိုးလိုက်နိုင်ပြီးအားလုံးလည်းနိုင်မီထင်သွားကြတယ်။ ဒါပေမဲ့ဒါကဗီဒီယိုရဲ့တကယ်လက်ခွဲဖြစ်ပြီးသူ့အနာခံကအက်စတာကိုအမိဖမ်းလိုက်ပြီးဂျန်နီရဲ့လက်တစ်ဖက်ကိုပါချိုးပေးလိုက်တယ်။အားလုံးကိုစိတ်သက်တည်ကြသွားစေခဲ့တယ်။လက်တွေကျိုးနေသည့်တိုင်ကောင်အက်စတာကပြန်ထပြီးအရှုံးမပေးဘူးဆိုတဲ့စကားတစ်ခွန်းကြောင့်အားလုံးလည်းပြန်လည်တက်ကြသွားခဲ့တယ်။ဗီဒီယိုနဲ့အက်စတာကိုအဆုံးသတ်ပေးဖို့လိုလိုက်ချိန်မှာတော့အားလုံးကဝိုင်းဝန်းကာကွယ်ပေးလိုက်တယ်။ ဗနက်ဆာကတော့လက်တွေမလုံနိုင်တဲ့အက်စတာကိုရုတ်သေးရုတ်ရုတ်လို့အတုံးချကထပ်ပြီးတိုက်ခိုက်နိုင်မှုပြင်ဆင်လာခဲ့တယ်။ဘာလို့လဲဆိုရင် Any Magic Swords တွေကအက်စတာတယောက်ပဲကိုင်းနေတာကြောင့်ဖြစ်တယ်။ Video Grand Down သူ့ကိုမှစိုက်နေတဲ့ဓာတ်ကြောင့်စွမ်းအားတွေဆုပ်ယူခံရပြီးအားနည်းလာတာကြောင့်နှုတ်ပစ်လိုက်တယ်။အက်စတာလည်းနောက်ဆုံးမျှော်လင့်ချက်နဲ့တိုက်ခိုက်နေပြီးသူ့ကိုယ်တည်းကနတ်ဆိုးကလည်းမထင်မှတ်ပဲနိုးထလာခဲ့တယ်။ဒါကိုဗီဒိုကသာမြင်တွေ့ရပြီးစိတ်ပျက်ခြင်းဆိုတာကိုပထမဆုံးကြော်ဖြတ်နိုင်တဲ့သူကအက်စတာဖြစ်လာခဲ့ပြီးစိတ်ပျက်ခြင်းတွေကဗီဒိုအတွက်ပြန်ဖြစ်လာခဲ့တယ်။ သူလည်းတောက်လျှောက်ထိနာလာပြီးနောက်ဆုံးမှာတော့ Esther ရဲ့မိမိရဲ့ခုတ်ချက်အောက်မှာဖောက်သွားခဲ့အလုံးနဲ့အောင်ပွဲခံနေကြပြီးယမ်မီကလည်း Esther ရဲ့မတော်တဆပေါ်လာတဲ့ဆွမ်းအားကိုခံစားမိလိုက်တယ်။ဗီတိုကပြန်ထလာပြီး Lich လုတ်ခဲ့တယ်လို့မျိုးသူ့ကိုယ်သူဖောက်ခွဲကအလုံးကိုတူတူခောက်သွားဖို့မော်ဆွမ်းအားတွေကိုစတင်ပြင်ဆင်နေပြီဖြစ်တယ်။ဘလဘူးကကလေးတွေကလည်းအကောင်းဆုံးပြန်ချဖို့ပြင်ဆင်နေချိန်ယမ်မီကရောက်လာခဲ့တယ်။ အခုမှဖောက်ထွက်လာပြီးစောစောစီးစီးမလာလို့အားလုံးကသူ့ကိုစိတ်ဆိုးနေကြတယ်။သူ့တပည့်အားလုံးကိုချီးမွမ်းပေးလိုက်ပြီးလာကြီးကိုသူ့တာဝန်ယူမယ်ဆိုကသူ့ရဲ့အရာအားလုံးကိုဖျက်တောက်နိုင်တဲ့ Dead Magic Dimension Slash ဆိုတဲ့ Spain နဲ့ပိုင်းပေးလိုက်တယ်။ဗီဒီယိုရဲ့မော်ဗီဒီယိုပါနှစ်ပိုင်းဖြစ်သွားရင်လည်းဒီပိုင်းလေးကိုအဆုံးသတ်ထားပါတယ်။နောက်ပိုင်းနဲ့တူပြန်လည်ဆုံးတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။